အားလုံးပဲမင်္ဂလာပါခင်ဗျာချန်ပီယံလိစီမီဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ပွဲကြီးပွဲကောင်းအာဆနယ်အသင်းနဲ့ပဲရစ်ဆိန်ဂျမိန်အသင်းတို့ရဲ့ပွဲကြီးသုံးသက်ချက်လေးတင်ဆက်ပေးကြပါရစေဆိုတော့ချန်ပီယံလိပြိုင်ပွဲကြီးကလည်းစီမီဖိုင်နယ်အဆင့်ကိုရောက်လာပြီဖြစ်တဲ့အတွက်ကိုဘယ်အသင်းတွေကဖိုင်နယ်ကိုတက်ရောက်သွားမလဲစိတ်ဝင်စားဖို့ကောင်းနေသလိုလက်ရှိစီမီဖိုင်နယ်မှာတွေ့ဆုံနေတဲ့အာဆနယ်အသင်းနဲ့ PSG အသင်းတို့ကလည်းအသင်းရဲ့သမိုင်းတစ်လျှောက်ဒါချန်ပီယံလိဖလားကြီးကိုဒီရာဒီမာပေါ့ရရှိဖို့အတွက်ပေါ့နော်မှတ်တမ်းကောင်းကိုဘယ်တင်းက အရေးထိုးသွားနိုင်မလဲအရန်ကိုစိတ်ဝင်စားဖို့ကောင်းတယ်အာဆင်နယ်အသင်းဆိုလို့ရှိရင်လည်းအာသူတို့အသင်းအနေနဲ့ဒါပရီးမီးယားလိမှာဆိုလို့ရှိရင်လည်းအသင်းကြီးဖြစ်တဲ့အနေအထားမှာချန်ပီယံလိဖလားကြီးကိုဒါအာဒီယာဒီမှာပထမဆုံးစကူးနိုင်မယ်ဆိုလို့ရှိရင်တော့ပြီးပြည့်စုံတဲ့အသင်းကြီးတစ်သင်းဖြစ်သွားမှာဖြစ်ပြီးတော့ပဲရစ်စိန့်ဂျမိန်းနဲ့ထိုးနီးလည်းကောင်းမယ်ချန်ပီယံလိကိုဒီယာဒီမှာစကူးနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့သူတို့အသင်းရဲ့တမိုင်းတစ်လျှောက်ပေါ့နော်ဒါအသင်းကြီးတွေကြားထဲမှာမှာ အာပြောလို့ဆိုလို့ရပြီတော့ဗောနော်ထပ်ပြီးမှတ်တမ်းသစ်ကိုရေးထိုးနိုင်မဲ့အခြေအနေမျိုးလေးတွေမှာအာရှိပါတယ်ဆိုတော့အာ troll list စိတ်ဝင်စားဖို့တော့ကောင်းပါတယ်ဆိုတော့ပြမအောင်ဆုံးအနေနဲ့ဒီနှစ်သင်းကကျွန်တော်ဒါ Champion League League Face ပွဲစဉ်တုန်းက Arsenal အသင်းရဲ့အိမ်ကွင်းမှာတွေးဆုံခဲ့တယ်အဲ့ဒီတွေးဆုံမှုမှာဆိုလို့ရှင်တော့ Arsenal အသင်းက2-0ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိခဲ့တယ်အဲ့ဒီတော့ကတော့ Arsenal အသင်းက PSG အသင်းကို195အနိုင်ဆိုပြီးတော့ ဒီထက်ပြင်းနေပေါ့နော်အကျော်ပေးမှုလေးပေးပြီးတော့အာဆနယ်တင်းရတူးစီဆိုတဲ့ရလက်မျိုးနဲ့အနိုင်ရရှိခဲ့ဒါပေမဲ့အဲ့ဒီတုန်းကအာဆနယ်အကျော်ပေးခဲ့တာကတော့အာဆနယ်မှာဒါ injury ကစားသမားတွေအဲ့လောက်မရှိသေးဘူးနောက်တန်းမှာ solution လဲ Gabriel တို့အာ Cleferi တို့အကုန်လုံးဒါ strong ဖြစ်နေတဲ့အနေအထားရယ် Saka လည်းပါဝင်လာတဲ့အနေအထား Kai Havertz တို့လည်းရှိနေတဲ့အနေအထား Thomas Partey လည်းရှိနေတဲ့အနေအထားမှာအာဆနယ်ကအိမ်ခွေးမှာပြင်းပြင်းထန်ထန်လေးပေးလာတယ်လက်ရှိမှာတော့ Arsenal တင်းကတော့ဒါ level 90လောက်တော့အိမ်ခွင့်ကနေအကျော်ပေးလာတယ်ပထမ ါတွိဆုံမှုပေါ့နော် leaf face မှာတွိဆုံမှုထက်စားလို့ရှင်တော့ဒီကြီးကပြော့တယ်လို့သုံးသက်လို့တော့ရတယ်။သို့ပေမဲ့ကျွန်တော်တို့ဒါ PSG ထက်ဂျေးတန်းမြင့်တဲ့ Real Madrid အသင်းကို Arsenal အသင်းအိမ်ခွေးမှာအကျော်ပေးတော့က level 80ပဲပေးခဲ့တာဖြစ်တဲ့တော့ Real Madrid အသင်းကိုပေးခဲ့တဲ့ဂျေးနဲ့ PSG အသင်းကိုပေးတဲ့ဂျေးနဲ့သွားချိန်ကြည့်မယ်ဆိုလို့ရှင်လေ Arsenal အသင်းရဲ့အကျော်ပေးမှုကပြော့တယ်လို့မဆိုတာဘူး။နောက်တစ်ချက် Liverpool အသင်းအိမ်ခွင်း Anfield မှာ PSG နဲ့တွေ့ဆုံတော့က Liverpool အသင်းက PSG ကို level 35တို့မဟုတ် level 40ဝန်းကျင် လောက်တော့ပေးခဲ့တာမျိုးရှိတယ်။ဆိုတော့ Liverpool တင်းနဲ့ Arsenal တင်းကအခြေတိုင်းရဆိုလို့ရှိရင်တိတ်မကွာဘူး။ Liverpool တင်းကတော့နည်းနည်းလေးပို့ပြီးတော့တားတဲ့အနေအထားမျိုးရှိတယ်။ Premier League မှာလည်း Champion ဖြစ်ထားတယ်။ Arsenal ကတော့အဆင့်နှစ်နေရဆိုတော့ခြေတိုင်းရကြည့်မယ်ဆိုလို့ရှိရင်တော့ +30 တို့မဟုတ်55လောက်တော့ Liverpool တင်းကပို့တယ်။ဆိုတော့ Liverpool အသင်းတောင်မှ level 40လောက်ပဲပေးထားတဲ့အနေအထားကို Arsenal က level 80ပေးတယ်ဆိုတော့အဲ့လိုမျိုးချိန်ကြီးပြန်ရင်လည်း Arsenal ကြောပေးမှုကတော့ ပြေးရှားတယ်လို့ကျွန်တော်တို့ဒါသတ်မှတ်လို့ရတာမျိုးရှိတယ်နောက်ထပ်တစ်ချက်ကတော့ဒီနေ့ပွဲစဉ်မှာအာဆင်နယ်အသင်းဘက်ကတော့အဲသောမတ်စ်ပါတီကတော့ပွဲပြပြတဲ့ကြောင့်ဒီပွဲစဉ်ကိုလွဲချော်ဖို့ရှိတယ်နောက်ခံကစားသမားဂါဘရီယယ်တို့လွဲချော်မယ်ကယ်လာဖီယိုရီတို့လွဲချော်ဖို့ရှိတယ်အဲတိုက်စစ်ပိုင်းကကိုင်ဟာဗတ်တို့လွဲချော်ဖို့ရှိတယ်ကျန်တဲ့ကစားသမားတွေကတော့အစုံအလင်ပွဲထွက်လာဖို့ရှိတယ် PSG အသင်းဘက်ကတော့ကျန်းခိုင်မှုပိုင်းက trolley strong ဖြစ်ပြီးတော့ injury ကစားသမားတော့ injury ကစားသမားတော့မှမရှိဘူးပေါ့နော်ဆိုတော့စိတ်ဝင်စားဖို့တော့ကောင်းပါတယ် ဆိုတော့ကျွန်တော်တို့အနီးကပ်ဆုံးသူတို့ရဲ့ဒါ recent form လေးတွေကိုကြည့်အောင်ဆိုတော့ Arsenal တင်းကတော့နောက်ဆုံးရှင်းပိုင်ကစားခဲ့တဲ့ Premier League ပွဲစဉ်မှာဒါ Crystal Palace အသင်းနဲ့တူတူဆိုတဲ့တည်ရလက်မျိုးအဲထွက်ပေါ်ထားတယ်တစ်ဖက်က Paris Saint-Germain Paris Saint-Germain ကတော့နောက်ဆုံးရှင်းပိုင်ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒါအင်ကွင်းမှာ Nice အသင်းကို1-3ဆိုတဲ့ရလက်မျိုးနဲ့ရှုံးနေခဲ့ရတာမျိုးရှိတယ်ဒါပေမဲ့ Paris Saint-Germain ရဲ့ရလက်ကိုတော့ကျွန်တော်တို့အတည်ယူလို့မရဘူး Paris Saint-Germain က League 1 Champion ဖြစ်ထားတာဆိုတော့လက်ချံပွဲစဉ်တွေမှာအဲအဲ့လောက်ကြီးအားမဆိုင်ပဲနဲ့ အဓိကစားသမားတွေကိုပထမပိုင်းမှာအသုံးပြုခဲ့ပေမဲ့ဒုတိယပိုင်းမှာအရင်စားသမားတွေကိုထည့်သွင်းအသုံးပြုခဲ့တာမျိုးတွေကြောင့်အာလီဂူဝမ်ရလက်တွေကတော့တိတ်တော့အေးမကြည့်တော့ဘူးဆိုတော့ PSG ကတော့ Champion League ကိုပဲအာ Iron Side ဖို့ရှိနေတယ် Arsenal နဲ့ Tony လကောက်မဲပေါ့နော်ဆိုတော့ကျွန်တော် head to head ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Arsenal တင်းကတော့တာပါတယ်နောက်ဆုံး Europa ပြိုင်ပွဲပေါ့နော် Europa ပြိုင်ပွဲတွေမှာ Arsenal တင်းရဲ့အိမ်ကွင်းမှာနောက်ဆုံး၅ရက်တွေ့ဆုံမှုမှာဆိုလို့ရှိရင်တော့ Arsenal တင်းကမရှုံးထားဘူး Paris Saint-Germain ကိုအသာစီးရရှိထားတာမျိုးရှိတယ် အာပူပူနွေးနွေးဒီယာဒီမှာတွေ့တုန်းကလည်းအဲလီဖေ့စ်မှာပေါ့နော်ကျွန်တော်ရှင်းရပြောလို့ 2C နဲ့နိုင်ထားတာမျိုးရှိတယ်2018ကဆိုလို့ရှင်တော့အာဆင်နယ်တင်းအိမ်ဝင်းမှာ PSG ကို5-1ဆိုတဲ့ရလဒ်မျိုးနဲ့တောင်မှဒါချန်ပီယံကပ်မှာအနိုင်ယူထားတာမျိုးလေးတွေရှိတဲ့အတွက်ပေါ့နော်အစင်လာရတော့အာဆင်နယ်တင်းကတာတယ်လို့တောင်ပြောရမယ်အနေထားမျိုးလေးဆိုတော့ကျွန်တော်တို့ဖြစ်နိုင်မွဲလိုင်းနက်လေးကြီးခမန်းကြည့်ရအောင်ဆိုတော့နီးပြအတီတာအနေနဲ့ကတော့ထုံးစံတိုင်း4-3-3ဆိုတဲ့ကစားကွက်နဲ့ပဲ Paris Saint-Germain ကိုရင်ဆိုင်ဖို့ရှိတယ်ဆိုတော့တိုက်စစ်ပိုင်းအောင်စပြောမယ်ဆိုလို့ရှင်တော့ front 3မှာဆိုလို့ရှင်တော့ အာဘယ်ချမ်းမှာမာတင်နယ်လီရဲ့စထရိုက်ကာနေရာမှာကတော့ Trussack ကိုအသုံးပြုလာလိမ့်မယ်။အာညာချမ်းမှာကတော့ Bukayo Saka ငြိမ်သီးလေးပဲပွဲထွက်လာဖို့ရှိပါတယ်။ကွဲလူတောင်းောင်းနေရာမှာဆိုလို့ရှိရင်တော့ Thomas Partey ကတော့ပွဲပယ်ခံထားရတာဖြစ်တဲ့အတွက်ကိုအသင်းကောင်းဆုံး Udica ဦးဆောင်လာပြီးတော့ Declan Rice နဲ့တစ်ဖက်မှာ Marino တို့ပွဲထွက်လာဖို့တော့ရှိပါတယ်။ဆိုတော့ Thomas Partey မပါဝင်နိုင်ပေမဲ့ Arsenal ကွင်းလေကတော့ဒီ၃ယောက်ကတော့ solid ဖြစ်တယ်လို့ပြောရမယ်အနေထားမျိုးလေးမှာရှိတယ်။အာနောက်ခံလူတွေပေါ့နော်။နောက်ခံလူတွေနေရာမှာဆိုလို့ရှိရင် Gabriel မပါဝင်တဲ့အတွက် အနည်းငယ်အားနည်းလာနိုင်ပေါ်ရှိရဆိုရင်ပဲ KPO ကလည်းနောက်ပိုင်းပွဲစဉ်တွေမှာခြေစွမ်းပြသနေတာဖြစ်တဲ့အတွက်အာဆင်နယ်ရဲ့ခံစစ်ကကြီးကြီးမားမားကြီးအားနည်းသွားတာမျိုးတော့မရှိဘူးဒါကြောင့်အာဆင်နယ်အသင်းရဲ့စင်တာဘက်မှာကတော့ဒါဆာလီဘာနဲ့ KPO ပွဲထွက်လာမယ်အာဖူဘတ်တင်မှာကတော့တင်ပါနဲ့အာစကယ်လီပေါ့နော်လူးစ်စကယ်လီပေါ်ထွက်လာလို့ရှိတယ်စကယ်လီလေးကလည်းတပွဲနဲ့တပွဲအာတောက်ပလာတဲ့ကစားသမားလေးဖြစ်ပြီးတော့တည်ငြိမ်လာတာဖြစ်တဲ့တော့ပေါ့နော်ဒီပွဲစဉ်မှာလည်းတပတ်ခါပရီဆင်ဂျမိန်ရဲ့ ဒိန်ဂျာကစားသမားတွေဖြစ်တဲ့ပေါ့နော်ကာဗီချာတို့အုစမန်တန်ဘီလီတို့ဘယ်လိုထိန်းချုပ်သွားမလဲဒိုရီတို့ပေါ့နော်တစ်ချက်စောင့်ကြည့်ခြင်းကြတော့ကောင်းတယ်ဂိုးသမားကတော့ဒေးဗစ်ရိုင်ယာဒါကတော့အာစနယ်တင်းရဲ့ဖြစ်နိုင်မွေရာ line နဲ့ကျွန်တော်တို့စောင့်ကြည့်ရမှာကတော့နောက်ပိုင်းပွဲစဉ်တွေမှာ injury ကပြန်လည်တက်တာပြီးတဲ့ကခြေစွမ်းပြနေတယ် real ကိုလည်းအကောင်းဆုံးကြော်ဖြတ်ခဲ့တဲ့နေရာမှာခြေစွမ်းပြတာခဲ့တဲ့ Bukayo Saka ရဲ့ခြေစွမ်းကိုစောင့်ကြည့်ခြင်းကြအကောင်းဆုံးတိုက်စစ်ပိုင်းရ Martinelli Trossard တို့ရဲ့ twin goal တွေကိုလည်း မြင်ရမလားနောက်တစ်ချက်ကတော့အတင်းကောင်းဆောင် ODK ရဲ့ဥဆောင်မှုနဲ့တူ Declan Rice ဒီ Champion League ပွဲစဉ်တွေမှာခြေစွမ်းပြနေတာဖြစ်တဲ့အတွက် Declan Rice ရဲ့အကောင်းဆုံးသောပုံစံတွေကိုဒီပွဲစဉ်မှာကျွန်တော်တို့ဒါမြင်တွေ့ရမလားဒါလေးကတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်။နေပြချင်း Lewis Enrique အနေနဲ့ကလည်းဒါ433ဆိုတဲ့ကစားကွက်မျိုးနဲ့ပဲပေါ့နော် Arsenal team ကိုရင်ဆိုင်လာမယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်တော့ခြေစွမ်းပြနေတဲ့ Kapicha အာတိုက်စစ်မှုအဖြစ်ပေါ့နော် Usman Dembele ရဲ့တစ်ဖက်မှာတော့ Dore တို့ ွဲထွက်လာနိုင်ပွဲရှိတယ်။ကိုင်းတဲ့လူ၃ယောက်နေရာမှာဆိုလို့ရှိရင်လည်းဒါ Fabian Roos, Vitinha နဲ့ Yao Neves တို့ပဲပွဲထွက်လာဖို့ရှိပါတယ်။ဆိုတော့နောက်ခံလူတွေ၄ယောက်နောက်ခံလူ၄ယောက်နေရာမှာဆိုလို့ရှိရင်လည်းဖူဘတ်တီမှာကတော့ထုံးစံတိုင်မန်ဒက်စ်နဲ့ဟာကီမီစင်တာဘက်မှာကတော့ပါချိုနဲ့အသင်းကောင်းဆောင်မကွင်ဟိုစတို့ပဲပေါ်ထွက်လာဖို့ရှိတယ်။ကိုသမားကလည်းဝိုင်းကိုသမားကြီးဒေါ်နာရမာပဲပေါ်ထွက်လာမှာပါ။ဆိုတော့ PSG အသင်းရဲ့လူစင်းကလည်းပြောနေစရာမလိုအောင် တောင့်တင်းတယ်။ဆိုတော့နှစ်သင်းစလုံးကတော့ဒါ physical အသားပြူပြီးတော့ဗောနော်ဒါလှင်မြန်မှုတွေနဲ့ကစားတတ်တဲ့နှစ်သင်းဆိုတော့ ချန်ပီယံလစ်ဆီမီဖိုင်နယ်အဆင့်မှာဒါအပြန်အလှန်တွင်းကိုတွေကိုမြင်တွေ့ရမလားဆိုတော့ဒီပွဲစဉ်ကခမန်းခတ်တဲ့ပွဲစဉ်ပါအာဆနယ်အသင်းကိုကျွန်တော်တို့ရွေးချယ်မယ်ဆိုလို့ရှိရင်လည်းအ ਨੇ ဆုံးဒါ level 80လောက်ရင်းပြီးတော့မှရွေးချယ်ရမယ်ပွဲစဉ်မျိုးပေါ့နော်နောက်တစ်ချက်ရှိတာကတော့လက်ရှိအနေအထားမှာအာဆနယ်အသင်းဒီ Real Madrid အသင်းကိုကြော်ဖြတ်လာတဲ့အနေအထားကြောင့် Champions League ဘိုးဆွဲဖို့ရာခိုင်နှုန်းမှာ PSG အသင်းထက်စားလို့ရှိရင်တော့ပိုပြီးတော့ဟိုများတယ်ရေပန်းစားတယ်အ Real Madrid အသင်းကိုကြော်ဖြတ်လာတာကြောင့်လည်း ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ level 80ဆိုတဲ့ကြီးမှာအာဆနယ်အသင်းကိုပဲပို့ပြီးတော့လူကြိုက်များလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။တချမ်းဆောင်းလာဖို့တော့ရှိတယ်။ဒါလေးတစ်ချက်ကတော့ထည့်သွင်းစဉ်းစားဖို့တော့လိုတယ်။ဆိုတော့အာခမန်းခတ်တဲ့ပွဲစဉ်မှာတကယ်ခမန်းခတ်တဲ့ပွဲစဉ်မှာဘယ်ကိုရွေးလို့ရွေးရမယ်မသိတဲ့ပွဲစဉ်ပေါ့နော်။အဲဆိုတဲ့အခါကျတော့ကျွန်တော်ကတော့ဒါအာဆနယ်အသင်းကိုပဲရွေးချယ်ပေးချင်ပါတယ်။အင်ကွင်းအမ်ရိတ်ကိုပရိသတ်တွေရှေ့မှာတော့နိုင်ပွဲရအောင် အကျိုးစားလာလိမ့်မယ်လို့ထင်တယ်အာစနယ်အသင်းကိုပို့ပြီးတော့ယုံကြည်ခြင်းနဲ့ဒါကြောင့် level 80လောက်ရင်းပြီးတော့အာစနယ်အသင်းကိုပဲအာအားပေးခြင်းပါတယ်ဒါကတော့ကျွန်တော်အကြိုက်ပါကျွန်တော်အမြင်ပါဆိုတော့တကယ်ချင်းတော့ဒီပွဲစဉ်ရလက်လေးပေါ်မှာဘယ်လိုမျိုးမြင်လဲဘယ်နှကိုးလောက်ဖြစ်သွားနိုင်မယ်လို့ထင်လဲ common boss မှာအမြင်လေးတွေကိုဝင်ရောက်ဆွေးနွေးပြသွားကြကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ